နားဆင်သူအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဖတ်ပြပေးမယ့်ဆောင်းပါးလေးကတော့ BBC website မှာအဖမ်းခံထားရတဲ့ဗိုလ်မှူးချုပ်တွေနဲ့တော်လရဲနယ်မြေကစစ်တုံးပန်းတွေဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်ရှင်အင်းတော်မျိုးသိန်းတိုက်ပွဲမှာတမ80ခွန်တက်မှမူဗိုလ်မှူးချုပ်အောင်သက်ဦးကိုဖမ်းမိလိုက်တာကတော်လရဲတပ်တွေရဲ့တုံးပန်းစင်ရင်မှာနောက်ထပ်တက်အရာရှိကြီးတအူစင်ရင်တိုးခဲ့တာဖြစ်ပါတယ် မြန်မာစစ်တပ်ဖွဲ့စည်းပုံမှာတိုက်ခိုက်ရေးတပ်တွေကိုအဓိကဦးဆောင်တဲ့ဗိုလ်မှူးချုပ်အယောက်30ရှိပြီးတေဆုံးသူနဲ့တုံ့ပန်းဖြစ်ရသူတွေရှိနေပါတယ်။ဗိုလ်မှူးချုပ်အောင်တအူးနဲ့တပ်သားတွေကိုစစ်ဆေးနေပြီးထွက်ဆိုချက်နဲ့စစ်ဆေးတွဲရှိချက်တွေအပေါ်အရှိခံပြီးတရားစီရင်မယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောပါတယ်။ ပုံစံအမျိုးမျိုးနဲ့ဖမ်းပြီးတဲ့စစ်တုံးပန်းတွေဟာတိုင်းသားလက်နက်ကင်နေမြေတွေနဲ့လွတ်မြောက်နေမြေလိုမှတ်ယူထားကြတဲ့စစ်ကောင်စီလက်လွတ်ရတဲ့မျိုးတွေမှာရှိနေကြပြီးသူတို့ရဲ့ကံကြမ္မာကလည်းအမျိုးမျိုးကွာရှားပါတယ်။ဗိုလ်မှူးချုပ်အများဆုံးဖမ်းပြီးတဲ့အေအေအရခတ်တတော်အေအေက2024ဒီဇင်ဘာလကအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ်ကျော်ကျော်တန်း ဒုတိယတိုင်းမူဗိုလ်မှူးချုပ်တောင်ထွန်းအမတ်ဆန်ငါစစ်စင်ရေးဌာနချုပ်တမမူဗိုလ်မှူးချုပ်သူရင်ထွန်းတို့ကို ဖမ်းမိခဲ့ပါတယ်။ကြောက်တော်မျိုးကအမတ်ကိုစစ်စင်မှုကုကဲရေးဌာနချုပ်တမူဗိုလ်မှူးချုပ်စော်မင်းထွန်းကိုတော့2024ဖေဖော်ဝါရီမှာဖမ်းမိခဲ့တာဖြစ်ပါတယ်။ဒီဗိုလ်မှူးချုပ်၄ယောက်အပါအဝင် အရာရှိတွေနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် တထောင်ကျော်ကိုအေအေကဖမ်းဆီးထားပြီးဗိုလ်မှူးချုပ်အများဆုံးဖမ်းမိတာဖြစ်ပါတယ်။ဗိုလ်မှူးချုပ်၄ယောက်ကို အစင်းစင်းစစ်ဆေးတဲ့အခါ အထက်ကအမိန်ပေးဆုံးဖြတ်မှုနဲ့လောက်တပ်ဖွဲ့ဝင်ရဲ့ကျူးလွန်မှုဆိုပြီးတွေ့ရတယ်လို့အေအေတရားရေးနဲ့နှိစက်တဲ့စီရေးအရေးမြစ်ကပြောပါတယ်။သူတို့ကိုယ်တိုင်ပြစ်မှုကျူးလွန်တာတွေလည်းရှိတယ်။ဘူတီတောင်မောင်တော်တို့ဘက်မှလည်းလူမျိုးရေးဆိုင်ရာအမုန်းပွားအောင်ဖန်တီးခဲ့တာတွေလည်းရှိတယ်။နောက်ပြီးတော့နေအိမ်နေမီးရှို့ပြက်စီးခဲ့တာတွေလည်းအများကြီးရှိတယ်လို့အေအေစီရေးအရင်းမြစ်ကပြောပါတယ်။ သူတို့ရဲ့ထွက်ဆိုချက်တွေကိုသူတို့တာဝန်ထမ်းဆောင်တဲ့အချိန်မြို့နယ်တွေမှာဖြစ်ပွားခဲ့တဲ့ပြစ်မှုမှတ်တမ်းတွေနဲ့တိုက်ဆိုင်စစ်ဆေးကြတာလည်းဖြစ်ပါတယ်။လိန်ပြောမပြောကိုတော့စစ်တုံးပိုင်းအကြီးပိုင်းတွေကိုစစ်ဆေးပြီးတော့သူ့အောက်မှာရှိတဲ့အရာရှိတွေတပ်ဖွဲ့ဝင်တွေကိုသူတို့ကိုထတ်စစ်တယ်။နှစ်ဖက်အပြေပေါ်မူတည်ပြီးတိုက်ဆိုင်စစ်ဆေးတာလို့တရားရင်းနဲ့နှိစက်တဲ့တည်ရေးမြစ်ကပြောပါတယ်။ ူတို့လှုပ်ခဲတဲ့ပြစ်မှုတွေအတိုင်းပြစ်ဒဏ်တွေကို မျှတအောင်စီရင်သွားမယ်လို့အေအေပြောရေးဆိုခွင့်ရှိသူဥက္ကန့်ဒုက္ခကပြီးခဲ့တဲ့ဒီဇင်ဘာမှာပြောပါတယ်။လက်ရှိအချိန်မှာတော့သူတို့ကိုဘလို့ပြစ်မှုပြစ်ဒဏ်တွေရှာမှတ်မလဲဆိုတာကိုမေးမြန်းပင်မဲမဖြေသေးပါဘူး။ဘုံမှုချုပ်လေးယောက်ကိုအပြစ်ပေးတာနဲ့ပတ်သက်တာကတော့အေအေမာကတရားသူကြီးရှေ့နေတွေရှိကြတယ်။စစ်ချက်တွေကိုတော့တရားရုံးကို ဆွဲချက်တင်တာတွေအပေါ်မူတည်မယ်လို့အေအေစီရဲ့အရေးမြစ်ကပြောပါဗျ။ တချို့စစ်ဆေးပြီးတဲ့စစ်တုံ့ပန်းတွေကိုပြန်လွတ်တာလည်းရှိပါတယ်။ဒုတိယရဲမှူးကြီးတယောက်အပါအဝင်စစ်တုံ့ပန်းနဲ့မိသားစုဝင်198ယောက်ကို2025ဖေဖော်ဝါရီ18ရက်ကလွှတ်ပေးခဲ့တယ်လို့ဖေဖော်ဝါရီ9ရက်တုန်းကလည်းစစ်တုံ့ပန်း116ယောက်ကိုလွှတ်ပေးခဲ့ပါသေးတယ်။ပြည်သူကိုကျူးလွန်ထားတဲ့ပြစ်မှုတွေမရှိလို့ပါလို့အေအေစီရေးအရေးမြစ်ကပြောပါတယ်ဒီစစ်တုံ့ပန်းတွေကဘယ်မျိုးနဲ့ ဘဲတရင်ကိုတိမ့်ပိုက်ဆိုင်ကဖမ်းမိထားတဲ့သူတွေဆိုတာကိုတော့မထုတ်ပြန်ထားပါဘူးစစ်တုံပန်းတွေဖမ်းမိရင်ဘလို့စစ်ဆေးသလဲအာရခတက်တော်အေအေကရင်အမျိုးသားစည်းရုံး KNU အမျိုးသားညညရေးအစိုးရ NUG ကောလင်းခရိုင်ပကဖရှင်းညင်အောင်အဖွဲစားတဲ့တိုင်းဒါလက်နက်ကင်တွေနဲ့တော်လိုက်ရေးအဖွဲစည်းတွေကိုမေးမြန်းချက်အရဖမ်းမိထားတဲ့စစ်တုံပန်းတွေနဲ့မိသားစုဝင်တွေဟာထောင်ထဲရှိရှိနေပါတယ် တော်လရဲ့လွတ်မြောက်နယ်မြေတွေမှာထိမ့်သိမ်းထားရတဲ့စစ်တုံးမှန်အယောက်၆၀၀ဝန်းကျင်ရှိနေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူဥမမောင်ဆွေကပြောပါတယ်။အခြားတော်လရဲ့အဖွဲ့အစည်းတွေကဖမ်းမိတဲ့စစ်တုံးပန်းတွေကိုလည်းလွှဲပြောင်းလက်ခံတာတွေလုပ်ပေးနေတယ်လို့သူကပြောပါတယ်။လက်နက်ရှာအញ្ញန့်ခံချင်းဖမ်းဆီးရမိချိန်တွေမှာရိတ်ခပြက်လက်ပြီးအာဟာရပြက်နေတာဒဏ်ရာရထားတဲ့သူတွေကိုလည်း ဒေါ်လာရဲ့အဖွဲတွေထုတ်ပြန်တဲ့ရုပ်သံကနေတွေ့ရပါတယ်။စေဝါတွေနဲ့ရလာတဲ့ဒဏ်ရာပေါ်မူတည်ပြီးခွဲစိတ်ပေးကြပါတယ်။စစ်ကောင်စီကိုမကျင့်ရက်လို့ပြောတာရှိပေမဲ့လောက်ကင်ပေးတဲ့အခါမှာစေတနာနဲ့လှုပ်ပေးကြပါတယ်လို့ကရင်ပြည်နယ်တိုက်ပွဲတစ်ခုကနေဖမ်းဆီးရမိခဲ့တဲ့ခလာရ32ကစစ်တုံမန်တက်ချက်ကြီးနိုင်ကစစ်တုံမန်တို့စကားပြည်သူကြားစီဆိုတဲ့ရုပ်သက်အစီအစဉ်မှာပြောထားပါဗျ။ စစ်တုံမှန်းတွေဖမ်းမိပြီးပြီဆိုရင်တော့တိုက်ဆိုင်စစ်ဆေးတဲ့ဤကတော့တော်တော်များများတူကြပါတယ်။ရှင်းညိနောင်အဖွဲ့မှာတော့စီဒီအန်ဝင်ထားတဲ့စစ်တပ်အရာရှိတွေကစစ်ကြောရေးတွေမှာဝင်ကူညီပေးနေတာရှိပါတယ်။စာမျက်နှာကိုမျက်နှာလောက်ရှိတဲ့ဖြစ်စုဖောင်မှာစစ်တုံမှန်းတယောက်ရှင်းစီရဲ့အရှက်အလက်တွေကိုကောက်ယူဖြစ်စုကြပါတယ်။မျက်နှာရှင်းဆိုင်စစ်ဆေးတဲ့အခါမှာလဲလူစုခွဲပြီးတယောက်ရှင်းစစ်ဆေးပြီးရလာတဲ့ထွက်ဆိုချက်ချင်းကိုထပ်ပြီးတိုက်ဆိုင်စစ်ဆေးကြပါတယ်။ တရှိုးကလိန်ပြောတာတွေရှိတယ်စစ်မှုထမ်းနဲ့ပါလာတယ်ဆိုပြီးတော့ပေါ့ဒါမျိုးဆိုအပြစ်ပေးတာမျိုးတော့လိုအပ်တဲ့အခါလုပ်ရတာရှိတယ်ရှေးအမျိုးသားအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူးဆလိုင်းဝီလျံရှင်းကပြောပါတယ်ရှင်းတိုင်းရင်သားကာကွယ်ရေးတပ်တွေစုပေါင်းထားတဲ့ရှင်းညင်အောင်အဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့မတူပီဟာခါဖလန်း မင်းတက်စားတဲ့မျိုးတွေကစစ်ကောင်စီစခန်းတွေကနေစစ်တုံးပန်းအယောက်600လောက်ရှိနေတယ်လို့ရှင်းကြီးနောင်အဖွဲ့ကနေသိရပါဗါးတော်လရင်အဖွဲ့တွေပူပေါင်းသိမ့်ပိုက်ထားတဲ့သကိုင်းတိုင်းပင်လယ်ဘူးမျိုးနယ်မှာလည်းစစ်တုံးပန်းအယောက်400ဝန်းကျင်ရှိတယ်လို့ကောလင်းခရိုင်ပတ်ကဖာကနေသိရပါဗါးပင်လယ်ဘူးတိုက်ပွဲမှာစစ်တုံးပန်းရတာကစစ်မှုထမ်းတဲ့ပေါ်တာကပိုများတယ်စစ်သားက30ရာခိုင်နှုန်းလောက်ပါပဲ မီးရှို့တာပျက်စီးယူတာမရိမှုကျွလွန်ခဲ့တာတွေပါပါတယ်ကျွန်တော်တို့စီမှာဘဲတဲ့ရင်ကဘဲတုံးကဘဲလန်းကြောင်းနဲ့ဘဲရွာတွေမီးရှို့တယ်မရိမှုကျွလွန်တာတွေရှိတာကိုမှတ်တမ်းယူထားတော့သူတို့မလိမ်နိုင်ဘူးလေလို့ပကဖားတာဝန်ရှိသူကပြောပါတယ်စစ်တုံမန်းတို့စကားပြည်သူကြားစီဆိုတဲ့ရောက်တဲ့အစီအစဉ်မှာဖြေဆိုထားတဲ့စစ်တုံမန်းတရှိုးကလည်းစစ်ကောင်စီလက်အောက်ခံဒေသအခေါ်ပြူစောတီတွေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအရက်သားနေအိမ်တွေကိုမီးရှို့တာတပ်ဖြတ်တာတွေရှိခဲ့တာကိုလည်းဝန်ခံပြီးတောင်းပန်တာတွေတွေ့ရပါတယ်စစ်တုံးပန်းတွေအတွက်ပါထမ်းထားရတဲ့တာဝန်တွေလက်နက်ခဲရန်အပါအဝင်စစ်သုံးစရိတ်တွေတာမက ရိတ်ခအအတွက်လုံလောက်အောင်ရုန်းကန်နေကြချိန်မှာအရေးအတွက်များလာတဲ့စစ်တုံးပန်းတွေအတွက်ပါတော်လရေးအဖွဲ့တွေကတာဝန်ယူထားကြရပါတယ် အရှက်အလက်တွေစစ်ဆေးပြီးတဲ့နောက်တချို့အဖွဲ့အစည်းတွေကအိတ်ဆောင်တန်းလျားတွေမှာတန်ဆူးချိုးကပြီးစစ်တုံပန်းတွေထားတာတချို့အဖွဲ့အစည်းတွေကတော့တတ်မှတ်ထားတဲ့နေရာဝန်းကျင်မှာလွတ်လွတ်လပ်လပ်သွာလာခွင့်ပြုထားတာတွေကိုလည်းထုတ်ပြန်ထားတဲ့ရုပ်သံတွေမှာတွေ့ရပါတယ်။တတ်မှတ်ထားတဲ့နေရာစိတ်ရှားရတဲ့သူကြတော့လွတ်လွတ်လပ်လပ်ပေါ့စိတ်မရှားရသေးတဲ့သူကိုတော့အကျဉ်းချထားရတာပေါ့လို့ကောလင်ပါခါဖာတာဝန်ရှိသူကပြောပါတယ်။ အမှန်တမ်းပြောရရင်ကျွန်တော်တို့ဝေစုကနေခွဲကြွေးရတာပေါ့မကြွေးလို့မှမရတာစားတဲ့အထဲကပဲခွဲကြွေးရတယ်။ကြွေးရတယ်ဆောက်ရှောက်ရတော့ဝင်းဒိုးဝင်ပိုးရှိတာပေါ့ဒါပေမဲ့ဖမ်းမိတာအလင်းဝင်တာတွေက ကျွန်တော်တို့လိုချင်တာမို့လို့ဝင်းပိုးတယ်လို့ပြောလို့မရဘူးထမ်းရမှာပဲလို့ကောလင်းခရိုင်ပါကာဖာတာဝန်ရှိသူကပြောပါတယ်။တရက်ကိုသုံးနှစ်ကြွေးတယ်လို့ကျမကြီးအတွက်လည်းတာဝန်ယူထားကြရပါတယ်။ အေအေစီရေးအေးမြင့်ရဲ့ပြောပြချက်အရဆိုရင်စစ်တုံ့ပန်းထားတဲ့စကန်တစ်ခုရဲ့တနက်စာအတွက်စံအိတ်30ကျော်ရှက်ရတယ်လို့သိရပါဗျ။ဖမ်းမိချိန်မှာတိုက်ပွဲအတွင်းကြီးမှာကြီးကြီးမားမားရရှိထားတဲ့ဒဏ်ရာတွေကိုလည်းအကြီးစားခွဲစိတ်မှုတွေလုပ်ပေးကြရတဲ့အတွက်များပြားတဲ့ကုန်ကျစရိတ်တွေလည်းရှိကြတယ်လို့ရှင်းညင်အောင်အဖွဲ့ကလည်းပြောပါဗျ။စစ်တုံ့ပန်းလို့စကားပြည်သူကြားစေဆိုတဲ့ ရုတ်တံအစီအစဉ်ရဲ့စစ်တုံမန်းတွေရဲ့အင်တာဗျူးမှာဆိုရင်သူတို့နေထိုင်ဖို့ဝါးအိမ်နေပေးထားသလိုမွေးမြူရေးစိုက်ပျိုးရေးလုပ်ငန်းတွေမှာလည်းလောက်ကင်နေကြတာတွေလည်းတွေ့ရပါတယ်။ဖမ်းမိခဲ့ရင်အသက်ခံရဖို့အတွက်တွေးထားပေမဲ့လက်တွေမှာအသက်မခံရဘဲကောင်းကောင်းမွန်မွန်ရှင်သန်ခွင့်ပေးတဲ့အတွက်သူတို့တက်နိုင်တဲ့နေရာတွေမှာဝင်ရောက်ကူညီနေတာဖြစ်တယ်လို့လည်းစစ်တုံမန်းတွေကအဲ့ဒီရုတ်တံအစီအစဉ်တွေမှာပြောထားပါတယ်။ ဖမ်းမိထားတဲ့စစ်တုံးမှန်းတွေကိုပြန်လွတ်ပေးတာကိုတော့ AA အဖွဲ့ကနှစ်ကြိမ်လုပ်ပေမဲ့ NUG လက်အောက်ကတော်လရေးအဖွဲ့အစည်းတွေနဲ့ရှင်းကြီးနောင်အဖွဲ့တွေကတော့ရှင်းရှင်းနေကြရပါတယ်။ကရင်အမျိုးသားစီယုံ KNU ပြောခွင့်ရဘရိုစော်တော်နီကတော့လက်ရှိစိန်ခေါ်ချက်တွေအရနမည်မတည်ငိမ့်တာတိုက်ပွဲတွေဖြစ်နေတာကြောင့်တယောက်ကနေထောင်ချီဖြစ်လာတဲ့အရေးအတွက်ကိုထားဖို့နေရာအခက်အခဲရှိတယ်လို့ပြောပါဗျ။ သူတို့လုံခြုံရေးအတွက်ပူရတယ်လို့ဒေသခံတွေကလည်းရန်သူစီကကူပြောင်းလာတာဆိုတော့မယုံဘူးတယောက်ရှင်းစီကိုမေးတယ်ပြန်ချင်လားပြန်ရဲတယ်ဆိုအကုန်လုံးကိုပြန်ခိုင်းလိုက်တယ်ကျွန်တော်တို့ထိမ့်သိမ်းရမှာအခက်အခဲရှိတယ်တော်လန်ရေးကာလမှာကျွန်တော်တို့ကိုယ်တိုင်တောင်ရုန်းကန်နေရတာသူတို့ကိုကြွေးဖို့အတွက်ဘယ်အလူရှင်ကမှမပေးထားဘူးလို့ဘရိုဆော့တော်နီကပြောပါတယ် ကိုကန့်တက် MNDA ကလည်း2024ဩဂုတ်မှာလာရှိုးမျိုးကိုတင်ပိုက်ပြီးတဲ့နောက်အဲဒီလာထဲမှာပဲစစ်တုံးမန်းနဲ့မိသားစု3000နီးပါးကို ပြန်လွှတ်ပေးခဲ့ပါတယ်။ဒေါ်လာရေးအဖွဲတွေလက်ထဲမှာစစ်တုံးမန်းတွေသိဆုံးတာတွေရှိသလား။စစ်တုံးမန်းတွေကိုလုံခြုံရေးအထက်အထက်နဲ့လွတ်လွတ်လပ်လပ်ထားရင်ကနေထွက်ပြေးတာတွေလည်းရှိခဲ့ကြပါတယ်။ MNDAA တင်ပိုက်ထားတဲ့လာရှိုးအချင်းထောင်ကနေ စစ်တုံမန်အယောက်80ကျော်ဟာ2024အောက်တိုဘာလတုန်းကထွက်ပြေးလွတ်မြောက်ပြီး9ရောက်တာပြန်ဖမ်းမိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။အရခတ်တက်တော်အေအေတပ်ဖွဲ့ဝင်တွေကစစ်တုံမန်2ယောက်ကိုတပ်ဖြတ်ခဲ့တဲ့ဖြစ်ရပ်လည်းဖြစ်ပေါ်ခဲ့ပြီးကျူးလွန်ခဲ့တဲ့ဆိုတာကိုလည်းအေအေကဝန်ခံခဲ့ပါတယ်။ကျူးလွန်ခဲ့သူတွေကိုလည်းအရေးယူထားတယ်လို့အေအေပြောရေးဆိုခွင့်ရှိသူဥက္ကန်ဒုခကပြောပေမဲ့ဘလို့အရေးယူတယ်ဆိုတာမျိုးကိုတော့ရှင်းရှင်းလင်းလင်းမပြောထားပါဘူး။ ပြီးခဲ့တဲ့2024မှာဆိုရင်လည်း NUG လက်အောက်ကတော်လန်ရေးတပ်ဖွဲ့တွေတင်ပိုက်ထားတဲ့မျိုးတင်မျိုးကအချင်းစခန်းတစ်ခုကနေစစ်တုံးမှန်း34ရောက်ထွက်ပြေးတာတွေရှိခဲ့ပါတယ်။ထွက်ပြေးသွားတဲ့စစ်တုံးမှန်းတွေကနောက်ရက်မှာပဲစစ်ကောင်စီတပ်တွေနဲ့ပူးပေါင်းသွားတယ်လို့ဒေသခံတွေကပြောပါတယ်။ဒီဖြစ်ရနဲ့ပတ်သက်လို့လုံခြုံရေးတာဝန်ယူထားသူတွေကို NUG ကကွယ်ရေးဝန်ကြီးဌာနကအရေးယူထားတယ်လို့လည်းသိရပါဗျ။ ဒါအပြင်မွန်ပြည်နယ်ရေးမြို့နယ်အရှိဆိုင်လှုပ်ရှားနေတဲ့ရေဘလူးကောင်းဆောင်တဲ့အဖွဲ့ဝင်တွေကလက်ပစ်ပုံနဲ့အတူသူတို့ဖမ်းမိထားတဲ့စစ်ကောင်စီထောက်ခံသူတယောက်ကိုဒါနဲ့ခုတ်ဖြတ်တက်ခဲတဲ့ရုတ်တံဖိုင်လဲထွက်ပေါ်ခဲ့ပါတယ်ဒါနဲ့ပတ်သက်ပြီးစုံစမ်းအရေးယူမယ်လို့ NUG ကပြောခဲ့ပေမဲ့ဘလို့အရေးယူထားလဲဆိုတော့ BBC ရဲ့မေးမြန်းချက်ကိုပြန်ဖြေတာမရှိသေးပါဘူး။ တော်လန်ရေးအတွေ့အကြုံနှစ်ပေါင်း90ကျော်အတွေ့အကြုံရှိတဲ့ကရင်အမျိုးသားအစည်းအရုံး KNU ပြောရေးဆိုခွင့်ရှိသူဘရိုစော်တော်နီကတော့စစ်တုံ့ပန်းတွေကိုထိမ့်သိမ်းရတာနဲ့ပတ်သက်လို့နိုင်ငံတကာဥပဒေတွေကိုသင်တန်းပေးတယ်။ဒါပေမဲ့ရှောက်ပြစ်ကင်တဲလဲစင်တော့မဖြစ်နိုင်တာကနေရာတိုင်းမှာရှိတယ်လို့ပြောပါတယ်။စစ်တုံ့ပန်းတွေစီကတန်မိုးရှိတဲ့အချက်အလက်တွေ မြားပြလာတဲ့စစ်တုံးပန်းတွေအတွက်တာဝန်ကြီးပင်မဲ့လဲတစ်ဖက်မှာလဲသူတို့စီကရရှိတဲ့သတင်းအချက်လက်တွေကလည်းတန်ဖိုးကြီးတယ်လို့စီရေးလေးလာသူတွေနဲ့တော်လန်ရေးအဖွဲ့တွေကပြောပါတယ်စစ်တုံမန်းတွေစီကစစ်စေးမင်းမြန်လို့စစ်ကောင်စီရဲ့ရှေ့လန်းတွေကိုသိရှိရတယ်လို့လက်နက်ချကူးပြောင်းလာသူတွေစီကနေလဲစစ်ကောင်စီအရာရှိကြီးတွေရဲ့ညွန်ကြားချက်တွေကိုမေးစရာမလိုအောင်ပြောလာတာတွေရှိတယ်လို့လဲ AAC ရဲ့အရေးမြစ်ကပြောပါတယ် ရရှိတဲ့သတင်းအချက်အလက်တွေကြောင့်ပဲတော်လရဲအင်အားစုတွေရဲ့တိုက်ပွဲတွေမှာအထောက်အကူအများကြီးရခဲ့ကြတယ်လို့ဆိုပါရယ်။တုံမှန်တွေကဝင်ထိုးဝင်ပိုးဖြစ်ပေမဲ့တကယ်အသုံးချတဲ့ရင်လက်နက်ပါပဲ။စိုက်တဲ့စစ်စင်ရေရောသတင်းအချက်အလက်အရရောတံပိုးဖြတ်လို့မရဘူး။အနေရလဲများတယ်။ဒါပေမဲ့စိုက်တဲ့စစ်စင်ရေကောင်းရင်သူ့လူကနေကိုလူဖြစ်အောင်လုပ်လို့ရတယ်လို့စီဒီအမ်ပိုကြီးစင်ရောကပြောပါရယ်။ စစ်တုံ့ပန်းအဖြစ်နဲ့ရောက်ရှိလာကြပေမဲ့တော်လရင်အင်အားစု စခန်းတွေမှာအနေကျလာပြီးတရှိုးစိုးစစ်ကောင်စီကိုပြန်တိုက်ပွဲဝင်လာသူတွေရှိတယ်လို့ပြောကြပါဗျ။တရှိုးကတော့တော်လရင်အဖွဲ့တွေနဲ့ပူးပေါင်းပြီးတိုက်ရှင်နေဆိုပြီးတိုက်နေတာလည်းရှိတယ်။အဲ့ဒါမျိုးဆိုရင်တော့ထိန်သိမ်းရေးစခန်းတွေမှာသူတို့နေပုံထိုင်ပုံစီကံလိုက်နာပုံကိုကြည့်ပြီးတော့မှယုံကြည်ရတဲ့အရှိအနေရှိမှထည့်ပေးတာတွေရှိပါတယ်။နေတော့နေပါတယ်လို့ကောလင်းခိုင်ရိုင်ပါကဖတာဝန်ရှိသူကပြောပါတယ်။ နောက်တစ်ခုကလည်းဖန်ဆီးခံထားရတဲ့စစ်တုံ့ပန်းတွေဟာနိုင်ငံတကာမှာတရားစွဲဆိုဖို့အတွက် လူသက်သေတွေဖြစ်လာမှာဖြစ်ပါတယ်။စစ်ကောင်စီရဲ့ဆေးရဇဝင်းမှုတွေကျွလွန်တဲ့ကိစ္စတွေကို သူတို့ကိုယ်တိုင်လည်းတာဝန်ယူရမှာဖြစ်တယ်လို့အသီးသက်တွေအဖြစ်လဲလိုအပ်တဲ့ထွက်ဆိုမှုတွေပေးသွားရဖို့ရှိပါတယ်။အခုနောက်ပိုင်းဆိုစစ်တုံ့ပန်းတွေကိုကိုယ်တိုင်ကလိုလိုချင်ချင်နဲ့ပူးပေါင်းဆောင်ရွက်မယ်ဆိုတာကိုသဘောထားပေးထားတာရှိပါတယ်လို့ဥမ္မောင်ဆွေကပြောပါတယ်။ လက်နက်ရှဘတ်ပြောင်းတာစစ်တုံးပန်းဖြစ်သွားတာဒေသမကတက်တေပါဖြစ်လာမဲ့စစ်တုံးပန်းတွေဟာစစ်ကောင်စီအတွက်ခံပြင်းစရာအခြေအနေတွေဖြစ်ခဲ့ပါတယ်။ဖမ်းဆီးခံရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပြန်လည်လွတ်မြောက်ရေးကိုစီရင်နီလန်ရော တွဲဆောင်ဆွေးနွေးရေးနီလန်နဲ့ပါကြိုးပမ်းနေတယ်လို့စစ်တပ်နဲ့နှိဆက်တဲ့အရင်းအမြစ်ကဆိုပေမဲ့အသေးစိတ်တော့ပြောတာမရှိပါဘူး။စစ်ကောင်စီပြန်ကြားရေးပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စော်မင်းထွန်းကိုလည်းဆက်သွယ်မေးမြန်းခဲ့ပေမဲ့မဖြေခဲ့ပါဘူး။ တဖက်မှာလည်းစစ်တုံးမန်းတွေရှိတဲ့နေရာကလည်းဘုံကျဲခံရတာတွေတွေ့ရပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကဖမ်းမိထားတဲ့စစ်တုံးမန်းတွေထားရှိတဲ့အရှုပ်ဆောင်ကိုပြီးခဲ့တဲ့2024အောက်တိုဘာ28ရက်မှာလေကြောင်းတိုက်ခိုက်တာကြောင့်စစ်တုံးမန်း6ယောက်အပါအဝင်12ယောက်တင်ဆုံးပြီးအယောက်60ဝန်းကျင်ထဏ်ရာရခဲ့ပါတယ်။2024စက်တင်ဘာ9ရက်မှာလဲမောင်တော်မြို့ကိုလေကြောင်းတိုက်ခိုက်တာကြောင့် လေးမိုင်နာခခနှစ်စက္ကန်းမှာထိမ့်သိမ်းထားတဲ့စစ်တုံးပန်းအပါအဝင်အကျဉ်းသားအယောက်90ကျော်တိဆုံးခဲ့ပါတယ်။တရက်ထဲမှာပဲပောက်တော်မျိုးနဲ့ရှင်ရကျေးရွာကစစ်တုံးပန်းတွေနဲ့ဒေသခံတွေကိုစိတ်ကုပေးနေတဲ့နေရာကိုလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အရက်သား10ယောက်နဲ့စစ်တုံးပန်း9ယောက်တိဆုံးခဲ့ပါတယ်။မြောက်ဦးမျိုးကိုလည်း2025ဇန်နဝါရီ18ရက်ကလေကြောင်းတိုက်ခိုက်မှုကြောင့်လဲစစ်တုံးမှန်မိသားစုဝင်28ယောက်သေဆုံးသွားခဲ့တယ်လို့အေအေကထုတ်ပြန်ပါဗျာ။ ရှင်းပြည်နယ်ဖလန်းမြို့နယ်ကစစ်တုံးမှန်းတွေထိမ့်သိမ်းထားတဲ့နေရာကိုလည်းဒီနှစ်ဇန်နဝါရီလရက်မှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာကြောင့်စစ်တုံးပန်း9ရောင်နဲ့ရှေးအမျိုးသားကကွယ်ရေးတပ်ဖွဲ့ CNDF ရဲတပ်ဖွဲ့ဝင်တယောက်သေဆုံးခဲ့ပါတယ်။အဲ့ဒီလိုလှုပ်လိမ့်မယ်လို့မထင်ခဲ့ပါဘူး။ကျွန်တော်တို့မျက်စိရှိမှတင်သေဆုံးသွားတော့တော်တော်စိတ်မကောင်းဖြစ်တယ်။ကျွန်တော်တို့လည်းမလုံလောက်ဘူးလို့ထင်ခဲ့တာပါပဲ။ကျွန်တော်တို့ကလည်းတိုင်းပြည်တော်ဝင်ထမ်းဆောင်ရင် အခက်မသိလို့အဖမ်းခံရချိန်မှာလေကြောင်းတိုက်ခိုက်ခံရလို့ဝမ်းနေတယ်လို့စစ်တုံမှန်တယောက်ဖြစ်သူဒူရဲမူဥခင်မောင်ထွန်းကရှင်းညင်အောင်အဖွဲကထုတ်ပြန်တဲ့ရုပ်သံမှာပြောပါတယ်။စစ်တုံမှန်တွေရှိတဲ့နေရာကိုဘုံကျဲတိုက်ခိုက်တာဟာစစ်ကောင်စီရဲ့ကြီးမားတဲ့စစ်ရဇဝဲမှုကျွလွန်တာတွေမှာအဓိကပါဝင်သူတွေအမိတ်တရရညွန်ကြချက်အပေးခံရသူတွေပါဝင်တာကြောင့်တည်င်းမပေါက်ကြအောင်စစ်ကောင်စီကလှုပ်တာလို့လဲတော်လရေးအဖွဲတွေနဲ့စီရေးအေးမြစ်တွေကတုံ့သက်ပါတယ်။